အားလုံးပဲမင်္ဂလာပါဒီချေတော့ greater physics ကိုသင်ကြမယ်ဒီချေဝောင်းမဲဖြစ်ပါတယ်ယနေ့သင်ကြားမာလီကတော့ chaprasil fsn cardiovascular or sound တွေကနောက်ထပ်ဒီချေတို့ပုံစံတွေဖြစ်တဲ့ exercise တွေကိုလေ့လာကြည့်ကြရအောင်ဆောင်းထရာဗစ် faster in mice or humans area why is this ဒီချေရိုတွေအတန်နေသွားတဲ့ခါမှာဆူဆူတဲ့နေရာတွေမှာနှိမ့်မြစွာသွားနိုင်တယ်ဘာကြောင့်လဲလို့မိတာဖြစ်ပါတယ် they travel faster in mice or humans area because the density of water vapor is less than that of air ဒီထဲမှာရှိနေတဲ့တိတ်သဲစတွေထက် fever ဆိုတော့ရေကိုးရှင်ငွေတွေမှာရှိတဲ့တိတ်သဲစာတွေဒီပို့ပြီးတော့ငဲနေတဲ့အတွက်ကြောင့်တီချဲတို့ဆွတ်ဆွတ်တဲ့နေရာတွေမှာအတန်ရက်သွားနှုန်းဒီပို့ပြီးတော့မြန်နေတာဖြစ်ပါတယ် ။ဟုတ်ပြီနောက်တစ်ခုလေ့လာကြည့်မယ်။နံပါတ်2က name the factors on which the speed or sound in a gut diver တချေတို့ gut တွေရဲ့သွားနှုန်းဒီဘလို့အခြေအနေတွေပေါ်မှာမှီခိုနေလဲဆိုတာကိုတချေတို့ကိုမေးထားတာဖြစ်ပါတယ်။ the speed or sound in a gut diver on the adiabatic constant or gas gamma the pressure in gut pn a density rule အတန်တွေရဲ့သွားနှုန်းနေဒီ ဘလိုနေရာတွေမှာမှုတီမှုတီနေရဆိုရှင် adiabatic constant ဖြစ်တဲ့ဂါမာရီ pressure တွေရဲ့နောက်ဆုံးဖြစ်တဲ့သူ့ရဲ့တိတ်သည်းဆ density rule တွေပေါ်မှာမှီခိုနေတယ်ဆိုတာကိုသိရှိရမှာဖြစ်ပါတယ်။နောက်တစ်ခုလေ့လာကြည့်ကြရအောင်။နောက်တစ်ခုက nemetry ရ The speed of sound in a particular liquid is 1.6 into 10 to 3 meter per second. ရေထဲမှာရှိနေတဲ့အတန်ဒီရဲ့သွားနှုန်းအလှင်ကဒီလောက်ပေးထားတယ် if the bomb modular of the liquid is 0.14 into 10 power 10 newton per meter square what is the density of the liquid ဘာမော်ဒူလာပေးထားတဲ့ဒီချေလို့တန်မိုးရှာခိုင်းတာက density of the liquid ရေရဲ့တိတ်တဲ့စာကိုမေးထားတာဖြစ်ပါတယ်ဟုတ်ပြီပြီးချက်လေးတွေလေ့လာကြည့်ကြအောင် v = 1.6 into 10 power 3 meter per second VE = 0.15 into 10 power 10 newton per meter square rho = question mark သူရဲ့ formula ဖြစ်တဲ့ V = square root of b by rho v square = b by rho လိုချင်တာကတချေတို့ဒီ rho လိုချင်တဲ့အတွက်ကြောင့် rho = b by b square ဟုတ်ပြီအစားသွင်းမယ်ဒီနေရာမှာက0.15 into 10 power 10 v square နေရာမှာက1.6 into 10 power 3 the whole square ဒါတွေကိုနောက်ဆုံးတချေတို့ calculation ပြုလုပ်လိုက်တော့ 58.94 kgm3 ဆိုပြီးတော့ရိုဒန်မိုးလေးကိုရရှိလာပြီဖြစ်ပါဒါသည်ရေထဲမှာရှိနေတဲ့အတန်ဒီရဲ့သွားနှုံနေရရရှိလာတဲ့ density လေးပဲဖြစ်ပါတယ်နောက်တစ်ခုလေ့လာကြည့်ကြရအောင်နောက်တစ်ခုကကြတော့ an astronaut on the moon's surface is unable to hear the sound of the rocket tester or his lunar lander crack ဒီကျေတော့အာကာသလာပေါ်မှာလာရင်မျက်နှာပြင်မှာရှိနေအာကာသရင်မူးတစ်ယောက်ကပေါ့နော်လောက်ကို last ပေါ်ကိုတီချဲတို့ဒုံးကြီးလွတ်လိုက်တဲ့အခါမှာအတန်ဒီမကြားရနိုင်ဘူးတဲ့ who you the following is following is more likely to read the correct explanation for this အောက်မှာပေးထားတဲ့ဘယ်ချက်လက်တရားမှန်ကန်လဲဆိုတာကိုမိထားတာဖြစ်ပါတယ်နံပါတ်1က his hammer is sound proof သူကအုတ်ထုတ်မှာနဲ့ကာကွယ်ထားလို့လားနံပါတ်2က the sound made by the transistor is very soft အတန်ကြားရတဲ့အခါမှာသူ့ရဲ့အတန်ဒီတိုးနေတာလား there is no atmosphere on the moon's surface လာပေါ်မှာလေတွေမရှိလို့လားတချဲတွေကိုမေးထားတာဖြစ်ပါတယ်ဟုတ်ပြီသူ့မှာမကြားရဘူးဆိုတာကနောက်ဆုံး finally ဖြစ်တယ်နမတ်စီဖြစ်တယ် there is no atmosphere on the moon's surface လာရဲ့မျက်နှာပြင်ပေါ်မှာလေတို့မရှိတဲ့အတွက်ကြောင့်အတန်ကြီးမကြားရခြင်းဖြစ်တယ်လို့တချဲတို့ဖြေဆိုလိုက်မှဖြစ်ပါတယ်နောက်တစ်ခုလေးလာကြည့်ကြရအောင် ။ Okay ဒီချက်နံပါတ်5ကိုလေ့လာကြည့်ကြအောင်။နံပါတ်5နံနံပါတ်1 when the ultrasound is using medical imaging rather than sound wave or audible frequency or lower ဆေးဝါးလုပ်ငန်းဆိုင်ရာဆေးဘက်ဆိုင်ရာလုပ်ငန်းတွေမှာဆိုရှင်အတန်အောက်လိုင်းတွေကိုအသုံးပြုတယ်။ဘာကြောင့်အသုံးပြုတာလဲလို့မေးထားတယ်။နံပါတ်2က the frequency you in imaging are typically in the range of 1 to 15 MHz 1 MHz ကနေ15 MHz အတွင်းမှာရှိနေတဲ့ frequency rate တွေကိုအသုံးပြုတဲ့အခါမှာ ဘာမေးထားလဲဆိုတော့ what is the ring of wavelength in human tissue where the velocity or sound is 1540 meter per second ဒီလိုအသုံးပြုတဲ့1 MHz ကနေ15 MHz အတွင်းမှာရှိတဲ့ frequency ကိုအသုံးပြုခြင်းအပြင်သူတို့မှာဖြစ်ပေါ်လာမယ့် wavelength တွေကဘယ်လောက်လဲလို့မေးထားတာဖြစ်ပါတယ်။အဲ့ဒီခြေနေမှာရှိနေတဲ့ဒီခြေတို့ကို beta mole ကိုပေးထားတယ်။ဟုတ်ပြီနံပါတ်1ကိုဖြည့်ကြည့်ကြအောင်။ The ultrasound is used in medical imaging rather than sound or audible frequency or lower backer or shorter wheeler စီးဝက်ဆိုင်ရာလုပ်ငန်းတွေမှာဒီချေတို့ကြားရတဲ့ဂျိန်နှုံးနေဂျိန်နှုံးနေအတန်တွေကိုအသုံးပြုတယ်ဘာလို့ချင်းနေသုံးတာလဲဆို backer or shorter wheeler တိုတောင်းတဲ့လှိုင်းလေးရည်ထုတ်လုပ်ပြီးတဲ့အတွက်ကြောင့်အတန်အောက်လိုင်းတွေကိုအသုံးပြုတာဖြစ်ပါတယ်ဒါဒီနံပါတ်1ရဲ့အဖြစ်နံပါတ်2က frequency တွေပေးထားတယ် at 1က1 megahertz မဂါတန်မှုဒီတန်မာဝါ6ဆိုတဲ့အတွက်ကြောင့်1 to တန်မာဝါ6 hertz ီကတချေရို့ပေးထားတဲ့1514မီတာပါစက္ကန့်လမ်ဒါ1 equal to question mark တချေရို့မူရင်းဖော်မြူလာကတော့ v equal to b equal to f lambda ဟုတ်ပြီ v equal to f lambda ဒီမှာက lambda ကိုရှာကျင်းတဲ့အတွက်ကြောင့်တချေရို့ lambda equal to v by f ဆိုပြီးတော့တချေရို့ formula လေးကိုပြောင်းလိုက်မယ်ပြောင်းလိုက်တဲ့အခြေအနေကြောင့်တချေရို့က frequency term တွေဒီ f1 f2 ပေးထားတဲ့အတွက်ကြောင့် lambda 1 equal to v by f1 ဟုတ်ပြီ v ကတော့1514 အဝမ်းနေရာမှာကဒီချေရို1 MHz လို့ပြောတဲ့အတွက်ကြောင့်တန်ပါဝါစစ်ကိုအစားသွင်းလိုက်တော့1540 into တန်ပါဝါ minus 8မီတာဆိုပြီးတော့ရရှိလာ။ဟုတ်ပြီနောက်တစ်ခုအနေနဲ့ F2 equal to 15 MHz မဂါနီယာမှာတန်ပါဝါစစ်ဆိုတော့15 into တန်ပါဝါ6 Hz V equal to 1514 meter per second နောက်က lambda 2ကိုရှာကျင်တော့ lambda 2 equal to question mark ဟုတ်ပြီလန်ဒါ2 equal to v by f2 ဗီနီယာမှာ1514 by 15 into 10 power 6ဒါကို calculation ပြုလုပ်လိုက်တော့ဒီချေတို့အဖြစ်က102.7 into 10 power minus 6မီတာဆိုပြီးတော့ lambda 1ရတာပြီ lambda 2ရတာပြီသူရှာခိုင်းတာဒီအခြေအနေ frequency နှစ်ခုမှာရှိနေတဲ့ range ကဘယ်လောက်လဲလို့မေးတော့ the range of frequency A 102.7 micrometer to 1514 micrometer ဆိုပြီးတော့တရှယ်ရိုးတွေရရှိလာပြီဖြစ်ပါတယ်ဟုတ်ပြီသူဘေးထားတာကစေဝါလုပ်ငန်းတွေမှာအသုံးပြုတဲ့အခါကျလို့ရှိရင်ဒီ antra sound ဆိုတဲ့တရှယ်ရိုးအတန်လောက် online ကိုတုံးတယ်ဘလူးချင်းတွေတုံးတယ်ဆိုရင် shorter wavelength ဖြစ်တဲ့အတွက်ကြောင့်တုံးတယ်နောက်တစ်ခုကဒီလောက် frequency အတွင်းမှာပေးထားတဲ့ lambda တွေကိုရှာခိုင်းတယ်ဟုတ်ပြီတရှယ်ရိုးဒီနေ့ဒီပု္ပ္ပစာလေးကိုမင်းတို့လေးနားလည်မယ်လို့တရှယ်ယူဆပါတယ်နောက်တစ်ခုလေ့လာကြည့်ကြရအောင်နံပါတ်6က the velocity or ultrasound in lunch inclusive air fast and scar born are 600 meter per second 450 meter per second and 4080 meter per second respectively အတန်အောက်လိုင်းနေလန့်ဆိုတဲ့တီချဲအစုပ်တွေမှာရှိနေတဲ့အစီတွေနော်စကာဖုန်းဆိုတဲ့တီချဲတို့အိုးကောင်းခွန်နေပေါ့အဲ့လိုနေရာတွေမှာရှိနေတဲ့တီချဲတို့ရဲ့အလှင်တန်မှုတွေပြီးထားတယ်ခုရတဲ့ Wayland or Ultrasound if the sound wave at 2 MHz are used ဒီအတန်အောက်လိုင်းတွေကိုအသုံးပြုခြင်းအဖြစ် နောက်ဆုံးရှာဟိုင်းနဲ့လှိုင်းလေယာ wavelength တွေဘယ်လောက်လဲလို့မီးတယ် frequency ချိန်နှုန်းဒီလောက်ချိန်တွေမှာရှိနေတဲ့တချေတို့ကို wavelength တွေကိုရှာဟိုင်းတယ် velocity အသုံးခုပေးထားတဲ့အတွက်ကြောင့်တချေတို့ lambda ကိုအသုံးခုတက်မယ် lambda 1 lambda 2 lambda 3ဆိုပြီးတော့နောက်ပြီးတချေတို့တွေ lens အတွက်အစုပ်အတွက်ကိုရှာမယ် v1 equal to 600 meter per second ပေးထားတယ် lambda 1 equal to question man f equal to 2 megahertz mega နေရာမှာတက်မှာဝါစစ်စားစင်တော့2 into တက်မှာဝါစစ် hertz v equal to f lambda ဒီချေတို့ကဒီမှာ lambda 1ရှာကြည့်နေ lambda 1 equal to v1 by ဒီချေတို့ f f ကကြတော့ဒီချေတို့သုံးပုံလုံးရဲ့ constant ဖြစ်နေတဲ့ကြာ f ကို f ပဲရေးမယ် v1 နေရာမှာက c 100 f နေရာမှာ2 into 10 power 6ဒါကို calculation ပြုလုပ်လိုက်တော့300 into 10 power minus 6 meter ဆိုပြီးတော့ lambda 1နေရလာပြီနောက်တစ်ခုက infer အစီတန်းမှာရှိနေတဲ့ lambda ကိုရှာမယ်ဖြစ်တဲ့အတွက်ကြောင့် v2 equal to 415 meter per second ပြီးထားတဲ့ lambda 2 equal to question mark လို့ရေးသားမှာဖြစ်ပါတယ်။ lambda 2 equal to v2 by f v2 နေရာမှာက415 f နေရာမှာ2 into 10 power 6 calculation ပြုလုပ်လိုက်တော့225 into 10 power minus 6 meter ဆိုပြီးတော့ infrared မှာရှိနေ lambda 2လေးရလာပြီ။နောက်တစ်ခု descartes ဥကောင်းခွန်မှာရှိနေ lambda 3ကိုလေ့လာကြည့်ကြရအောင် v3 equal to 4080 meter per second lambda 3 equal to question mark lambda 3 equal to v3 by f equal to 4080 by f နေရာမှာ2 into 10 power c အစားသွင်းလိုက်တော့2040 into 10 power minus c မီတာဒီခြေရုပ်ကိုအစုံမှရှိနေတဲ့ lambda တန်မိုးတွေ first အစီမှရှိနေတဲ့ lambda တန်မိုးတွေနောက်ဆုံး scarbon ဆိုတဲ့ဒီခြေရုပ်ဦးခေါင်းကုန်မှရှိနေတဲ့ lambda တန်မိုးတွေကိုရှာပြီးပြီဖြစ်ပါတယ်နံပါတ်6ကိုလည်းမင်းတို့တဘောပေါက်မယ်လို့ဒီခြေယူဆပါတယ်နောက်တစ်ခုလေ့လာကြည့်ကြရအောင်ဟုတ်ပြီ exercise 7နှစ်ကိုလေ့လာကြည့်ကြရအောင် to get the better resolution higher frequency ultrasound are you but at the expand or less penetration backer sound we are attenuator within the distance of about 15 lambda in tissue ပုံရိပ်ပြတ်သားမှုကောင်းဖို့ရန်အတွက် ချိန်လုံးမြင့်အတန်လိုင်းတွေကိုတီချဲတို့တွေအသုံးပြုတယ်အဲ့လိုအသုံးပြုတဲ့အခါမှာတီရှူးတွေပေါ့နော်တီရှူးထဲမှာလှိုင်းလေးရအစ15 lambda 15 lambda ရှိတယ်အကွာဝေးရှိတဲ့လှိုင်းလေးရတွေကိုထိုးပေါက်ဖို့ရန်အတွက်တီချဲတို့ထိုးပေါက်နိုင်စွမ်းကိုနှဲသွားဖို့ရန်အတွက်အသုံးပြုတာဖြစ်ပါတယ် If the velocity of sound in soft tissue is 1500 m per second and meter or torus is 0.75 cm. ဒီချေရူကြားရတဲ့အတန်နှုံးလေးပေါ့အတန်နှုံးရဲ့အလင်လေးက1500 meter per second နဲ့တာရတ်ရဲ့အနက်အနက်တန်မှုဒီချေရူအထူပေါ့ဒီနေ့အဖြစ်0.75 cm ရှိနေတာဖြစ်ပါတယ်။ What is the most suitable frequency of ultrasound to diagnose thyroid? တာရတ်ဤယောဂရှာပွေစဉ်လုပ်ငန်းတွေမှာဆိုရှင်တော့ဘယ်လို frequency တွေနဲ့အသင့်တော်ဆုံးလေလို့ဒီချေရူကိုမေးထားတာဖြစ်ပါတယ်။တနည်းအားဖြင့် F တန်မှုကိုမေးထားတယ်။ပေးချက်မေးချက်တွေကိုလေ့လာကြည့်မယ်။ V equal to 1000 meter per second 15 lambda သည်တနည်းအားဖြင့်သူ့ရဲ့ tissue အလင်တန်မှုသည်15 lambda သည်0.75 cm နဲ့တူတာဖြစ်ပါတယ်။ဟုတ်ပြီ lambda ကိုရှာမယ်ဆိုတော့ lambda equal to 0.75ကို15နဲ့စားလိုက်တော့တချို့တခါရင် unit ပါပြောင်းလိုက်တော့1.5 into 10 power -4 meter ဆိုပြီးတော့ရရှိလာပြီဖြစ်ပါတယ်။ရှာကျင်တာသည် f ကိုရှာမှာဖြစ်တဲ့အတွက်ကြောင့် f equal to quotient b equal to f lambda f equal to v by lambda v နေရာမှာ1500 လမ်ဒန်နီယမှာ1.5 into 10 power minus 4ကော်ကူလေးရှင်းပြုလုပ်လိုက်တော့တီချာတို့အဖြစ်က10 power 7ဟဆိုပြီးတော့ဒီ target ကြောကာတွေကိုရှာဖွေဖို့ရန်အတွက် frequency ချိန်နှုန်းဒီဒီလောက်အသုံးပြုရမယ်ဆိုတာကိုသိရှိရမှာဖြစ်ပါတယ်နောက်တစ်ခုလေ့လာကြည့်ကြရအောင်နောက်တစ်ခုက define echo ပက်တင်ထန်တန်ကိုတီချာတို့သတ်မှတ်ခိုင်းနေ gate it to application သူတို့ရဲ့လုံဆောင်ချက်နှစ်ခုကိုလည်းဖော်ပြခိုင်းတာဖြစ်ပါတယ် and echo is repetition or sound to do the refreshing or song အတန်နေပြန်ပြီးတော့ပြန်လာတဲ့အတန်တွေကိုတနည်းအားဖြင့်ပဲ့တင်တန်တန်လို့ခေါ်တာဖြစ်ပါတယ်သူတို့ကဘယ်လိုနေရာမှာအသုံးပြုလဲဆိုရင် sun element set at best are known to use ecolocation to navigate and locate their prey လင်းတို့တွေကနေပြီးတော့ထုတ်လုပ်လိုက်တဲ့အတန်ပေါ့တနည်းအားဖြင့်ပိုပိုဖလန်နေသည်ဘယ်နေရာမှာတည်ရှိနေရဲဆိုတော့ကိုတီရှဲတို့တီနေရာကိုရှာဖွေတဲ့အခါမှာဒီပဲ့တင်တန်တန်ကိုအသုံးပြုနိုင်သလိုနောက်တနည်းက the sonar is a type of technology that were based on echo ဆိုနာနီးပညာကိုဒီလေတနည်းအားဖြင့်ပဲ့တင်ထက်တန်ကိုအခြေခံပြီးတော့အသုံးပြုတဲ့နီးပညာပဲဖြစ်ပါတယ်။ဒါဒီ echo ကိုအခြေခံပြီးတော့အသုံးပြုတဲ့အကြောင်းလေးကိုဖော်ပြခဲ့တာဖြစ်ပါတယ်။နောက်တစ်ပုံနံပါတ်9လေး What is the NSTR at echo less than less than that or the original sound မူလကထုတ်လိုက်တဲ့တခြားရုပ်အတန်နဲ့ထက်ပဲ့တင်ထက်တန်ရဲ့ပြင်အားဒီဘာကြောင့်ယော်လဲလို့မိတာဖြစ်ပါတယ်။ ဒီချေတော့ဒီလိုဖြစ်မယ် the industry or an echo is less than that or the original sound မူလအတန်ထွက်ပေါ်သွားတဲ့အတန်နေထက်ပဲ့တင်ထထန်ဒီအတန်တိုးနေတယ်။တနည်းအားဖြင့်ပြင်းအားနည်းနေတယ်။ because ဘာကြောင့်လဲဆိုရင် it is produced by a sound wave which travel through the air and then hit another surface တခြားမျက်နှာပြင်တစ်ခုကနေရပြီးတော့ပြန်ထွက်လာတဲ့အတန်ဖြစ်နေတဲ့အတွက်ကြောင့်မူလအတန်ထွက်နောက်ထပ်ပြန်ထွက်လာတဲ့အတန်ဒီပြင်းအားနည်းနေတာဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုကြည့်ကြရအောင် elephants and whales are known to use infrasound to communicate over very large distance ဝေးကွာတဲ့အကွာအဝေးမှာရှိနေတဲ့စင်းလေးဝေးအငားတွေကသူရှယ်တို့တွေအတန်အောင်လိုင်းတွေမှာတော့မှာသူတို့တွေအတန်တွေကိုကြားရနိုင်တယ်။ What are the advantages of infrasound for long distance communication ဒီလိုဝေးကွာတဲ့အကွာအဝေးဖြစ်တဲ့အတန်အောင်လိုင်းမှာရှိနေတဲ့ဆက်သွယ်နိုင်တဲ့အကြောင်းတရားကြောင့်ဘလို့အကျိုးကျေးဇူးတွေရရှိလဲလို့မိထားတာဖြစ်ပါတယ်။ Then infrasound sound frequency are good for long distance communication တို့ဝေးကွာတဲ့အကွာအဝေးတခုမှရှိနေတဲ့အတန်အောက်လိုင်းကိုအသုံးပြုခြင်းဟာကောင်းတယ် because ဘာကြောင့်လဲဆိုရင် they travel were through objects instead or being referred အလင်းပြောင်းခြင်းတနည်းအားဖြင့် refer ဆိုတော့ကအတန်ကြီးပြောင်းပြောင်းပြီးတော့အစားထိုးထိုးပြီးတော့ဖြစ်ပေါ်လာနေတဲ့အတွက်ကြောင့်ဝေးကွာတဲ့အတွေ့မှရှိနေတဲ့အတန်အောက်လိုင်းတွေမှာကောင်းစွာကြားနိုင်နေကောင်းစွာဆက်သွယ်နိုင်နေဆိုတာကိုသိရှိရမှာဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုလေ့လာကြည့်ကြရအောင် နောက်က exercise 11က is on our echo return to a submarine 1.2 second after being a miss ဆိုနာပဲ့တင်တန်တစ်ခုကိုရင်ငုတ်တင်မောကနေတစ်ချက်လိုထုတ်လိုက်တဲ့အခါမှာ1.2 second အတွင်းကိုပြန်လာတာဖြစ်ပါတယ် what's the distance to the object creating the echo အဲ့လိုအရာဝတ္ထုတစ်ခုအတွင်းကနေထုတ်လုပ်လိုက်တဲ့အိတ်ခိုးရဲ့ distance အကွာအဝေးဘယ်လောက်လဲလို့မေးထားတာဖြစ်ပါတယ်။ Assume that you saw kind that submarine is in the ocean. Not in fresh water and the velocity or sound in water is 1500 meter per second. ဒီ submarine ဆိုရရင်ငုတ်သင်းမောတွေဒီ not in fresh water ရေချိုထဲမှာမဟုတ်ဘဲနဲ့ is in the ocean သမုဒ္ဒရာထဲမှာရှိနေတဲ့အခါမှာဖြစ်ပေါ်နေတဲ့သူ့ရဲ့အလင်တန်မိုးတရှဲတို့ကိုပေးထားတာဖြစ်ပါတယ်။ ဟုတ်ပြီဒီ chair ကိုပေးထားတာ t equal to 1.2 second ပေးထားတယ် v equal to 1500 meter per second the distance to the object create creating the echo echo ရဲ့ပက်တင်တန်ရဲ့အရာဝတ္ထုရဲ့ပက်တင်တန်ရဲ့အကွာအဝေးကိုမေးထားလို့ d equal to question mark လို့ရေးသားမှာဖြစ်ပါတယ် for echo address v ကွက်တူ 2d/d ဒီချဲတို့မူလတန်ထွက်သွားတယ်ပဲ့တင်ထက်တန်အဒီပြန်ပြီးတော့လာတဲ့အတွက်ကြောင့် distance အကွာဝေးဒီနှစ်ခုဖြစ်တဲ့အတွက်တော့ 2d/d လို့ရေးသားမှာဖြစ်ပါတယ် d ကွက်တူ vt/2 v နေရာမှာ1500 t နေရာမှာ1.2 2ကတော့တီချဲတို့2ပဲ calculation ပြုလုပ်လိုက်တော့900 meter ဆိုပြီးတော့ရရှိလာပြီဖြစ်ပါတယ်ဒါဒီပဲ့တင်ထက်တန်ကနေရဝတ်တစ်ခုရဲ့ကိုဝေးกว่าတဲ့အကွာဝေးလေးပဲဖြစ်ပါတယ်နောက်တစ်ခုလေးလာကြည့်ကြရအောင်အခုက exercise တွေက နံပါတ်1က what frequency a receiver a person watching an oncoming ambulance moving at 110 km/h and emitting a steady 800 hertz sound from a siren frequency ဘယ်လောက်လဲလို့မေးတယ်ဒီလူကနေပြီးရက်ခိုင်ရရှိတယ်ဒီချေလိုချိန်နှုန်းမေးတယ်ဘလို့အရာလဲဆိုလို့ရှိရင်ချိန်နှုန်းချိန်နှုန်း800 hertz ကျိန်တော့ရှိတဲ့ဒီအတန်ကနေပြီးတချဲတော့အော်အော်ပေးပြီးတော့အမြန်နှုံး130ကီလိုမီတာပါဟာဝါအနေနဲ့ UTV မောင်းတင်လာတဲ့လူနာတင်ရင်ကနေအတန်ကြားတဲ့အခါမှာဒီလူကဘလောက် frequency ကျိန်တော့နဲ့ကြားရလဲလို့မေးတာဖြစ်ပါတယ် The speed of sound on this day is 345 meter per second တနည်းတာလုံးကိုသူဒီလောက်အလင်းနဲ့ကြားရတာဖြစ်ပါတယ်။အော်နံပါတ်2က what frequency that she received after the ambulance has burst အကဲညာ ambulance လူနာတင်ကားကဒီဒီကြားရတဲ့လူကိုတော့ ကျော်ပြီးတော့ထွက်သွားမယ်ဆိုရင်တော့သူမကဘလောက်ချိန်နေမှာကြားရမလဲလို့မိထားတာဖြစ်ပါတယ်။ခုနကရက်နေတဲ့သူကနေပြီးတော့ ambulance အတန်ကိုကြားရမယ်ချိန်တုန်းရယ် ambulance ကနေပြီးတော့ဖြတ်သွားပြီးတော့လူနာလူကထပ်ပြီးတော့ကြားရမယ်ချိန်တုန်းရယ်ဆိုပြီးနှစ်ခုမိထားတာဖြစ်ပါတယ်။ဟုတ်ပြီဒီချေတို့ဒီလေလာကြည့်ကြရအောင်။ပြီးထားတာက vs equal to 110 kilometer per hour ။ ကီလိုမီတာပါဟာဝါကိုတချေတော့မီတာပါစက္ကန့်ပြောင်းခြင်း0.2အနဲ့မြောက်လောက်တော့110 0.28ဆိုပြီးတော့ရရှိလာပြီဖြစ်ပါတယ်။ V ကွက်တူ345မီတာပါစက္ကန့်ပေးထားတယ်။ F ကွက်တူသူဟာစုတ်ပေးထားတယ်။ပင်ရင်းတံမိုးက FS 800 hertz ကြားရတဲ့သူလို့မိတဲ့အတွက်ကြောင့်အရာဝတ္ထုကိုမိတာမျိုးလို့ FOE ကွယ်တူ question mark လို့ရေးသားမှာဖြစ်ပါတယ်။တနည်းအားဖြင့် observer လိလာသူကိုဝေစားပြုလို့ FOE ကွယ်တူ question mark ။နံပါတ်၁ကစင့်တဲ့ so move away toward the observer လိလာသူရဲ့အနီးနားကိုပင်ရင်းဒီရောက်ရှိလာတဲ့အတွက်ကြောင့် minus VSAU လို့အသုံးပြုမယ်။သူရဲ့မူရင်း formula ကတော့ဒီထဲလို FOE ကွယ်တူ FOE ကွယ်တူ FF B plus or minus VO by v minor plus vs ဆိုပြီးတော့ဒီ share rule တွေရှိပြီးသားဖြစ်တယ်။ဟုတ်ပြီဒီ equation ကိုအသုံးပြုခြင်းအပြင်အောက်မှာ equation တွေထပ်ပြီးတော့ဒီ share rule သတ်မှတ်မယ်။သတ်မှတ်မှုအတွက်ကို v d since the observer is stationary လေလာသူဒီမူလမှာတော့ရပ်တန့်နေတဲ့အတွက်ကြောင့် v o နေရာမှာ0ဖြစ်တော့ v တန်ဖို့ပဲကျန်တော့မယ်။ဟုတ်ပြီနောက်တစ်ခုအနေနဲ့အောက်မှာက v minor plus vs minor plus vs နေရာမှာဆိုသည့်အရာဝတ္ထုနာကိုနီးကပ်စွာတည်ရှိနေတဲ့အတွက်ကြောင့် v minus vs ဆိုပြီးတော့ tshare ကိုရေးသားလိုက်တော့ fo equal to f v by v minus vs ဆိုပြီးတော့ tshare ကိုရရှိလာပြီဖြစ်ပါတယ်ဒီနေရာမှာအစားတွေ့မယ် fs နေရာမှာ800 v နေရာမှာ345 v နေရာမှာ345 vs နေရာမှာက tshare တွေနောက်ဆုံးကီလိုမီတာပါဟာဝါကိုပြောင်းထားတယ်မီတာပါစက္ကန့်ပြောင်းထားတဲ့အဖြစ်ဖြစ်တဲ့13.8ကိုအစားတွေ့လိုက်တော့နောက်ဆုံးအဖြစ်မှာ a 77.3 ha ဆိုပြီးတော့ fo တန်ဖိုးလေးရရှိလာပြီဒါဒီနံပါတ်1ကသူရှာခိုင်းတဲ့စို့ဒီ လေးလာသူနောက်ကိုရောက်ရှိလာတဲ့အခါမှာဖြစ်ပေါ်နေတဲ့အခြေအနေတစ်ခုဖြစ်တယ်။နောက်နံပါတ်2က send the so move away from the observer လေးလာသူရဲ့အဝေးကိုတိုင်းရောက်ရှိမယ်ဆိုရင်ရောဘလို့ဖြစ်လဲဆိုတဲ့အတွက်ကြောင့် f4 equal to ff v by v plus vs လို့သတ်မှတ်လိုက်မှဖြစ်ပါတယ်။ဟုတ်ပြီ F4 equal to F နေရာမှာ800 V နေရာမှာ345 V နေရာမှာ345 VS နေရာမှာ13.8ဒါကို calculation ပြုလုပ်လိုက်တော့734.8ဟာဆိုပြီးတော့ရရှိလာပြီဖြစ်ပါတယ်။ဟုတ်ပြီ number တွဲပု္ပ္ပာလေးကရက်နေသူစီကိုရောက်ရှိလာတဲ့အမ်ဘူလန့်အတန်လေးရဲ့အတန်လေးရဲ့နောက်တစ်ခုကရက်နေသူကိုချော်ပြီးတော့ဖြစ်ပေါ်သွားတဲ့အမ်ဘူလန့်အတန်ရဲ့အဝေါ်တန်လေးဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့တီချယ်တို့ F4 နှစ်ခုကိုရှာတာဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုလေ့လာကြည့်ကြရအောင်။ဟုတ်ကဲ့ exercise 13 and a 5000 har somewhere is immediate by is stationary so ချိန်နှုန်း9000ဟာရှိတဲ့အတန်လိုင်းတစ်ခုကိုတည်ငိမ့်နဲ့ပင်းရနေထုတ်လုပ်နေတယ် This sound reverberates from an object moving 3.5 meter per second toward the soul. ဧတံကနေပင်ရင်အတံကိုအလင်း3.5 meter per second အနည်းနဲ့ရောက်ရှိနေတာဖြစ်ပါတယ်။ What is the frequency of the wave referred by the moving object and detected by a detector at rest near the soul? အရာဥတ္တဘောအတံရဲ့ပင်ရင်ကနေပြီးတော့တချို့ရက်နေသူကနေပြီးတော့အတံဖန်းကရိယာနေဖန်းယူလာတဲ့အခါမှာရွေလျားနေတဲ့ ဝိထုကနေပြန်ထွက်လာတဲ့အတန်ချိန်လုံးဘယ်လောက်လေးလို့မေးတာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ဒီချက်ကိုပြောမယ်ဆိုရင် frequency ကိုမေးထားတာဖြစ်ပါတယ်။ပြီးချက်လေးတွေကိုလေ့လာကြည့်မယ်။ stationary soap လို့ပြောတဲ့အတွက်ကြောင့်ဒီချက်တို့ soap ပင်ရင်းကိုပေးထားတဲ့အတွက်ကြောင့် fs fs equal to 5000 hertz object အရာဝတ္ထုရဲ့ဒီချက်တို့တန်ဖိုးပေးထားလို့ vo equal to 3.5ဒီချက်လို့မီတာပါစက္ကန့်လို့ရေးသားမှာဖြစ်ပါတယ်။အရာဝတ္ထုမှာရှိနေတဲ့ frequency ချိန်နှုန်းတွေကို mirror fo equal to question mark assume the velocity of surf v equal to 340 meter per second ပင်ရင်းရဲ့အတန်အလင်းလုံးကဒီလောက်ပြီးထားတယ် first stationary surf vs equal to 0ပင်ရင်းဒီမူလမှာတော့ရက်တက်နေတဲ့အတွက်ကြောင့် vs equal to 0လို့သတ်မှတ်မယ်။ဒီချေတော့ formula က fo equal to f v plus or minus vo by v minus plus vs ဆိုပြီးတော့ original equation ရှိတယ်။ဒီမှာရှိနေတဲ့ equation ကနေပြီးတော့ since the observer move towards the source လေးလာသူသည်ပင်းနောက်ကိုရောက်ရှိနေတဲ့အတွက်ကြောင့် plus VO လို့အသုံးပြုလိုက်တော့ FO equal to FN V plus VO by V အောက်မှာကတီချဲတို့ VS က stationary မှာရှိနေတဲ့အတွက်ကြောင့်0လို့ပြောရကြအောက်မှာ V ပဲရှိမယ် FN နေရာမှာ5000 V နေရာမှာ340 VO နေရာမှာက355အောက်က V နေရာမှာ340 calculation ပြုလုပ်လိုက်တော့5051ဟာဆိုပြီးတော့ဒီ share room မှာရရှိလာမယ့် ီအတန်နှုံးလေးရဲ့ FO တနည်းအားဖြင့် observer လေးလာသူမှရှိနေတဲ့ဂျိန်နှုံးလေးကိုရရှိလာပြီဖြစ်ပါတယ်။နောက်တစ်ပုဒ်လေးလာကြည့်ကြရအောင်။ Is there a velocity if the source and observer move in the same direction with the same velocity explain ။ Velocity ကပင်ရင်းနေလေးလာသူတွေမှရှိနေတဲ့လာရတဲ့တူမဲ့ အလင်းနေတူပါလားလားရီဒီ share တို့အလင်းနေတူလို့ရှိရင် doppler effect ရှိပါလားလို့မေးတယ် explain explain ရှင်းပြပေးပါတဲ့ doppler shift is caused by relative motion between source and observer and if both source and observer move in the same direction with the same velocity ဒီ doppler shift တွေဆိုတာကပင်ရင်းနေလေလာသူတွေချာမှာရွှေရှားမှုတွေဖြစ်ပေါ်တယ်အကယ်၍များသူတို့နှစ်ခုပင်ရင်းနေ ဒီလေးလာသူတွေကတော့ direction နဲ့တူမယ်အလှင်နဲ့တူမယ်ဆိုလို့ရှိရင်တော့ there is no relative motion ရေရှားမှုတွေမရှိဘူးဆိုဒါကြောင့် there is no doppler shift doppler shift လည်းမရှိဘူးဟုတ်ပြီမင်းတို့သိရှိရမှာက doppler shift ကပင်ရင်းနေရာဝတ္ထုလေးလာသူတွေကိုမှီခိုနေတဲ့အတွက်ကြောင့်ဥတည်မှုတွေလည်းတူမယ်အလှင်နဲ့တူမယ်ဆိုလို့ရှိရင် doppler shift မရှိဘူးဆိုတော့ကိုလေးလာသိရှိရမှာဖြစ်ပါတယ်ဒီနေ့တင်တဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲဒီချက်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပုံမှန်ပြည့်စုံတဲ့သင်ခန်းစာတွေ မေကွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်